အားလုံးပဲမင်္ဂလာပါရှင် MBA တရင်ဌာနရဲ့ဒီကနေ့နိုဝင်ဘာလ9ရက်နေ့လည်ကင်းထီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်အထူးခြားဆုံးနေ့လည်ကင်းသတင်းတွေလည်းအတို့ရောင်ရွေးကောက်ပွဲကန့်ကွက်နေသူတွေကိုဘာဖြစ်နေတာလဲဆိုပြီး Mike Jay Quest ကဆိုလာတဲ့ကိုကိုကြီးသတင်း ရန်ကုန်မှာကေပေးနဲ့ပန့်တကူကောက်သူများတဲ့တရင်အတူရောင်ရွေးကောက်ပွဲကာလအတွင်းပုံမမြင့်တက်လာတဲ့မြို့ပြစစ်စင်ကြီးတွေရဲ့တရင်မိုးကုတ်ကိုကာကွယ်ဖို့အညာကတော်လင်းအရာစုတွေအပြင်ဒေသခံတွေကပါအားဖြစ်နေတဲ့တရင်ဖလန်းနဲ့ဝေဘူးလာမြို့တွေကိုတိမ့်ပိုက်ထားပြီးလိန်ညာလာတဲ့စစ်တပ်ဝါရဖြန့်သမားတွေရဲ့တရင် အမေရိကန်နဲ့ဆက်ဆံရေးဖြတ်ဖို့တောင်းဆိုလိုက်တဲ့နိုင်ဂျီးရီးယားဘာသာရေးခေါင်းဆောင်အဲ့ဒီလိုနစ်လေကင်းအထိအထူးခြားဆုံးဖြစ်ခဲ့တဲ့ပီရင်ပေပါသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။အတူရောင်ရွေးကောက်ပွဲတန်းကွက်နေသူတွေကိုဘာဖြစ်ချင်တာလဲဆိုပြီးမိုက်ဂျေးခွဲစကားဆိုလာတဲ့ကိုကိုကြီးတဲ့င်းနဲ့အယုံဆုံးစားလိုက်ချင်ပါတယ် စစ်ကော်မရှင်အာနာတင်ရဲ့အတွက်ပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကရွေးကောက်ပွဲကန့်ကွက်နေသူတွေကို မိုက်ကြေခွဲစကားဆိုခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းဌာနတစ်ခုနဲ့ဥက္ကဋ္ဌကြီးအင်တာဗျူးခဲ့တဲ့ရုပ်သံဖိုင်ကိုပြီးတုပါတီရဲ့လူမှုကွန်ရက်ဆမင်နာအကောင့်မှာတင်ခဲ့ပြီးတော့အဲ့ဒီရုပ်သံဖိုင်ထဲမှာမိုက်ကျေးခွဲတဲ့စကားလုံးကိုဥက္ကဋ္ဌကြီးကတုံးခဲ့တာပါ မြန်မာပြည်နိုင်ငံရဲ့တမိုင်မှာအတိုက်ခံပထမအောင်ဆုံးအာဏာရတာဒီရေကောက်ပွဲနိလန်နဲ့ရတာလက်နက်ကင်နိလန်နဲ့ရတာမဟုတ်ဘူးရေကောက်ပွဲဆန့်ကျင်မဲ့ဆိုရင်ဘာလို့မှလဲဆိုတာလမ်းစဉ်တတိတကြရှိဖို့လိုတယ်ရေကောက်ပွဲဖြတ်မယ်မပြတ်ဘူးဘာလို့မှလဲအဲ့ဒီရလက်ကိုဘလို့ဖြစ်စေချင်တာလဲကျွန်တော်ကတခွန်းနဲ့ပြောမယ်ဗျာဘာဖြစ်ချင်တာလဲလို့ဥက္ကုတ်ကိုကြီးကပြောပါတယ် ကိုကိုကြီးရဲ့အခုပြောကြားချက်ကစစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲကိုတပိတ်မောက်ဖို့ကြိုးပမ်းနေတဲ့တော်လိုင်းအင်အားစုတွေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကိုစိန်ခေါ်လိုက်တာပဲသူ့ရဲ့နိုင်ငံရေးတမိုင်းဖြတ်တမ်းမှုဘလောက်ကောင်းကဲကောင်းကဲစစ်တပ်နဲ့ပေါင်းပြီးအာဏာယူနေတဲ့သူဟာဘရော့မှာကောင်းပြန်ဖော်နိုင်မှာမဟုတ်ဘူးလို့နိုင်ငံရေးလှလာတုံးသက်သူတို့ကမှတ်ချက်ပြုပါတယ် စစ်ကော်မရှင်ရဲ့အတုံရောင်ရေးကောက်ပွဲကိုတနင်္ဂနွေလုံးအတိုင်းတာနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ6ပါတီထဲမှာပြည်သူ့ပါတီလည်းပါဝင်ပါတယ် က်ရှိစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုလက်ခံတဲ့ပါတီတွေနဲ့စန့်ကျင်တဲ့အင်အားစုတွေကြားနိုင်ငံရေးလမ်းကြောင်းရွေးချယ်မှုနဲ့ပတ်သက်လို့သဘောထားကွက်လွယ်မှုတွေမြင့်တက်နေချိန်မှာဥက္ကုကိုကြီးရဲ့အခုပြောကြားချက်ဟာပုံမအငင်းပွားဖွယ်ရာတွေဖြစ်လာနိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။စစ်ကောင်ရှင်ဟာသူတို့ရဲ့အတုယောင်ရေကောက်ပွဲမှာစန့်ခိုင်ရေးပါတီအနိုင်ရစေဖို့အတွက် နိုင်ငံရေးပါတီမှတ်ပုံတင်စေဥပဒေကိုတင်းကျပ်ခဲ့ပြီးတော့ ါတီဝင်အင်အားရန်ပုံဝင်ရုံးငန်းအရေးအတွက်နဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အရေးချင်းသတ်မှတ်ချက်တွေကိုတင်ကြမှုတွေပြုလုပ်ခဲ့ပါတယ်။ဒုတိယအနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ရန်ကုန်မှာကေပေးနဲ့ပန်းတကူကောက်တူများတဲ့တင်မှာ မနေ့ကကြာရောက်ခဲ့တဲ့တစောင်းမိုးလာပြင်းနေ့ညပိုင်းမှာရန်ကုန်မြို့နယ်ကအနံပန်းတကူပြစ်သူတွေနဲ့ကောက်သူတွေနဲ့စီကားခဲ့ပါတယ်။အရင်ကပန်းတကူပြစ်ရမှာလူလိုတဲ့ငွေပစ္စည်းစားတောက်ကုန်တစ်ခုခုကိုလူမမြင်ခင်နေရာတစ်ခုမှာချပြီးတော့လှူဒန်းမှုဖြစ်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ KAC အလိုက် KP ကျူအာကုတ်တွေနဲ့ပါလှူဒန်းမှုတွေပြုလုပ်လာတာကို တွေ့မြင်ရပါတယ်။ တန်တကူဆိုတာဘသူပေဝမဲမသိပဲလှူဒန်းခြင်းဖြစ်ပြီးတော့လောဘကိုချုပ်တီးဖို့ရည်ရတာမျိုးပါနောက်ပိုင်းကတော့ပန်းတကူဆိုတဲ့အလေးထားကတဖြည်းဖြည်းပြိမ့်မိန်လာတယ်လို့ပြောရမယ်။လမ်းတွေပေါ်မှာပတ်စံကျတာ၊အိုရတာမျိုးတွေကပန်းတကူအသိပ္ပယ်နဲ့တွေ့ဖယ်သွားတယ်လေ။ဒါပေမဲ့လည်းမြမတွေကအလိုတန်းရရောပတ်စံကျတာတွေအခုလို KP ကျူဟာကုတ်ပါလမ်းမပေါ်မှာထားပေးသွားတာတွေဖြစ်လာတယ်လို့အသက်60ရွယ်အမျိုးသားတအုပ်ကရှင်းပြပါဗျ။ ဤပညာတွေတိုးတက်လာတဲ့အများရိုးရာဒလေထုံနှံတွေအလူဌာနပြုလုပ်မှုတွေဟာခင့်မိပြီးအလွဲတကူဆောင်ရွက်နိုင်တဲ့ digital ပုံစံတွေနဲ့ပါလှူဒန်းမှုတွေပုံမတွင်ကျလာတယ်လို့အသက်20ရွယ်လူငယ်တအုပ်ကဆိုပါတယ်။ပန်းတကူပြစ်ထားတဲ့ KP Jua ကိုကိုရရှိခဲ့သူတွေဟာဖုန်းနဲ့အလွဲတကူစကန်ဖက်ပြီးလှူဒန်းမှုတွေကိုအလွဲတကူလက်ခံရရှိခဲ့ကြပါတယ်။ တစောင်းမုံလာပြည့်ညတိုင်းလမ်းမတွေပေါ်မှာပန့်တကူထွက်ကောက်မှုကြောင့်ရင်းမတော်တဆမှုတွေဟာနှစ်စင်ဖြစ်ပွားလေးရှိပြီးအခုနဲ့တစောင်းမုံလာပြည့်ညမှာလဲပြမနာမှာပန့်တကူကောက်တဲ့ကိုရင်တဘာနဲ့အမျိုးသားတူဆိုင်ကယ်တိုက်ခံရလို့ဒဏ်ရာရရှိခဲ့ပါတယ်အခုလိုပန်းတကူကောက်တာဟာပတ်စံတွေလူရင်ထိခိုက်နိုင်တာတွေရှိသလိုရှင်တိုင်းမှုတွေကြုံရလို့အချို့ကလည်းမနစ်မြုပ်ကြပါဘူး။ ပြည်တွင်းသတင်းတွေထဲကထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အတူရောင်ရွေးကောက်ပွဲကာလအတွင်းပုံမုံမြင့်တက်လာတဲ့မြို့ပြဆစ်စင်ရေးအကြောင်းမှာစစ်ကော်မရှင်ကကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲကာလအတွင်းမှာတော်လိုင်းအင်အားစုတွေကမြို့ပြဆစ်စင်ရေးတွေကိုပုံမုံပြုတ်လောက်လာပါတယ် မြို့ပြဆစ်စင်ရေးတွေမှာအဓိကအဖြစ် လုံခြုံရေးကျင်းချက်ထားတဲ့ရန်ကုန်နဲ့မန္တလေးလိုမြို့တွေမှာရှိတဲ့အုပ်ချုပ်ရေးမှူးရုံးနဲ့ရဲစခန်းတွေအဓိကထားတိုက်ခိုက်ခံနေရတာပါအခုလိုမြို့ပြဆစ်စင်ရေးကိုပေါ်ဆောင်ရမှာတောက်ကြားနေတဲ့ရုံးရဲစခန်းနဲ့အုပ်ချုပ်ရေးမှူးရုံးတွေကိုဘုံခွဲတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ် လက်ပစ်ဘုံနဲ့ပြင်းအမြင့်မိုင်းတွေအုံပြုတ်တိုက်ခိုက်ခဲ့တဲ့အတွက်စေအောင်စုထောက်တိုင်တွေဘက်ကထိခိုက်မှုတွေရှိခဲ့တယ်လို့လဲတက်ဆိုင်ရပျောက်ကြားတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်မြို့ပြစစ်စင်ရေးတွေကိုအချိန်မြင့်လှုပ်ဆောင်နေတဲ့ရန်ကုန်အာမေဝိုင်းရေးအဖွဲ့အနေနဲ့လည်းပြီးခဲ့တဲ့အော်တိုဘာလအတွင်းစန့်ခိုင်ရင်ပါတီရုံးရဲ့ဒရယ်ဘိုရထွေအုပ်ရုံးရဲ့အပါစစ်ရေးပေါ်ဆောင်မှု6ကြိမ်ကိုတပ်ဖွဲ့တွေရောမဟာမိတ်အဖြစ်နဲ့ပါလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီလိုတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေအနေနဲ့စစ်ကော်မရှင်နဲ့ပတ်သက်တဲ့နေရာတွေကိုရှောင်ရှားသွားလာကြဖို့တော်လိုင်းအင်အားစုတွေကတိုက်တွန်းမှုတွေလည်းပြုလုပ်ထားပါတယ်စစ်ကောင်ရှင်ကသူတို့ရဲ့အတူရောင်ရဲကောက်ပွဲ အောင်မြင်မှုရုံကြုံရေးတွေတင်းကျပ်ပြီးဖမ်းဆီးမှုတွေနဲ့တုတ်ပြန်နေပေမဲ့မြို့ပြစစ်စင်ရေးတွေကရော့ကြမသွားပဲဆက်လက်မြင့်တက်နေစေဖြစ်ပါတယ်။ အာနာသိန်းစေအုစုကအတုံရောင်ရွေးကောက်ပွဲ အပိုင်း1ကိုလာမယ့်ဒီဇင်ဘာလမှာပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း1မှာရန်ကုန်တိုင်းအတွင်းကကြောက်တရာကမာယိုပို့တထောင်မယန်ကုန်မင်္ဂလာတော်တင်ရန်ကျော်မော်ပြီးတိုက်ကြီးတွန်သေးတကုံမြို့တစ်တောင်ပိုင်းအလုံးနဲ့တန်လင်မြို့နယ်တွေပါဝင်နေတာဖြစ်ပါတယ်ဆလပီမိုးကုတ်ကိုကာကွယ်ဖို့အညာက တော်လင်းအင်အားစုတွေအပြင်ဒေသခံတွေကပါအဖြစ်နေတဲ့သတင်းကိုပြောပြပေးပါမယ်။ မန္တလေးတိုင်းမိုးကုတ်မြို့ကိုစစ်ကောင်ရှင်ရဲ့ထိုးစစ်ကနေကာကွယ်ဖို့အတွက်အညာဒေတာကတော်လိုင်းရင်ဟာစုတွေအပြင်ဒေတာကန်တွေကပါအားဖြည့်ကူညီနေရလို့တော်လိုင်းရင်နဲ့နီးစပ်သူတွေထံကနေသိရပါတယ်မိုးကုတ်မြို့ဟာကြောင်မြင့်ရတနာတွေထွက်ရှိတဲ့ဒေသဖြစ်တဲ့အပြင်နေပြည်တော်အနေထားရပါအရေးပါတဲ့နေရာမှာတည်ရှိနေတဲ့အတွက်စစ်ကော်မရှင်ဟာပြန်လည်ဝင်နေရလဲဖြစ်ပါတယ် အထူးသဖြင့်မိုးကုတ်ဒေသကိုကာကွယ်ဖို့အတွက်ဒေသခံပီရီယက်တွေအပြင်စကိုင်းနဲ့မကွေးတိုင်းကတော်လိုင်းအင်အားစုတွေပါမိုးကုတ်မြို့ကို ရောက်ရှိလာပြီးလက်နက်ကင်ခုခံမှုပြင်ဆင်ထားပါတယ်။တော်လိုင်းအင်အားစုတွေနဲ့နှိစက်တဲ့တရင်ရင့်မြင့်တူကဒါဟာတော်လိုင်းရဲ့အတွက်ဒေသမခွဲခြားပဲစီလုံးညညမှုကိုပြသလိုက်တာဖြစ်တယ်။အညာကရဲဘော်တွေရဲ့အတွေ့အကြုံနဲ့စိတ်သက်တွေကမိုးကုတ်ကာကွယ်ရေးကိုပိုပြီးခိုင်မာစေပါတယ်လို့ပြောပါတယ်။ ဒါပြင်ဒေသခံတွေရဲ့ပူပေါင်းပါဝင်မှုဟာလည်းမိုးကုံမြို့ကာကွယ်ရေးအတွက် ကြီးမားတဲ့အားတစ်ခုဖြစ်လာစေပြီးစစ်ကော်မရှင်ထိုးစစ်ကိုဟန့်ကြားနိုင်မှုအဓိကကျတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်လို့စီးရီးလစ်လာသူတွေကသုံးသပ်ထားပါတယ်။ပြည်ကရအော်တိုဘာ29ရက်ကတရုတ်နိုင်ငံဂျောင်းဝင်စီစံမှုနဲ့တန်တန် TNL ဟာမိုးကုံနဲ့မိုးမိတ်မြို့ကနေပြည်လဲဆုတ်ခွာမယ်လို့သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာမြို့အခြေဆိုင် PDF တပ်တွေကမြို့ကိုကိုယ်အစီအစဉ်နဲ့ကာကွယ်သွားမယ်လို့အတိအကျ တံပြန်ထုတ်ပြန်ခဲ့ပါတယ်။ TNL ကမိုးကုတ်မြို့ကနေပြင်းနဲ့နောက်ဆုံးထားပြီးပြန်ဆုတ်ခွာမယ်လို့အတိအကျမပြောထားပေမဲ့မွေဝင်ပါလမကုန်ခင်အပြီးဆုတ်ခွာသွားနိုင်တယ်လို့နေပြင်းတော်လိုင်းတက်တွေရဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ပြည်တွင်နဲ့နောက်ဆုံးသတင်းသဘောအနေနဲ့ဖလန်းနဲ့ဝေဘူးလာမျိုးတွေကိုတိမ့်ပိုက်ထားပြီးလို့လိန်ညာလာတဲ့စစ်တပ်ဝါရဖြန့်သမားတွေရဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကော်မရှင်ရဲ့ဝါရပြန့် Telegram Channel တွေမှာချင်းပြည်နယ်တဲကဖလန်းမျိုးနဲ့ဝေဘူးလာမျိုးတွေကိုတင်ပိုက်ထားပြီးဆိုပြီးတော့လိမ့်လည်ဖော်ပြမှုတွေပြုလုပ်လာပါတယ်။အဲ့လိုစစ်ကော်မရှင်ရဲ့ဝါရပြန့်သမားတွေကလိမ့်ညာသတင်းတွေတင်ဆက်ခဲ့ပေမဲ့ပြည်ပြန်တော်လိုင်းအင်အားစုတွေကမှန်ကန်မှုမရှိတဲ့သတင်းမှားတာဖြစ်တယ်လို့ပြက်ပြက်သားသားတုတ်ပြန်ညင်းဆိုခဲ့ကြပါတယ်။ဒေတာတွင်တော်ရင်အဖွဲ့တွင်နဲ့ပြည်ပြင်သတင်းရင်းမြစ်တွေရဲ့အတိပြည့်ချက်အရာချင်းပြည်နယ်မှာရှိတဲ့အဲ့ဒီမျိုးတွေဟာ ချင်းညီနာပါဝင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ April 9ရက်ကဖလန်းမျိုးကိုချင်းညီနာအဖွဲ့နဲ့ပူးပေါင်းတက်တွေကစစ်ကောင်ရှင်ရဲ့နောက်ဆုံးခြေလင်းတက်ရင်ခလာယာ26ရှိကိုတိမ့်ပိုက်ပြီးနောက်မြို့တစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့တာဖြစ်တဲ့အပြင်ဖလန်းမျိုးနယ်အတွင်းမှာရှိတဲ့မဟာပြူဟာကြားမြို့ငယ်လေးတစ်ခုဖြစ်တဲ့ဝေဘူးလာမျိုးကိုလည်း April အတွင်းမှာတိမ့်ပိုက်နိုင်ခဲ့တာပါ။ ရွေဦးတော်လိုင်းကလာမှာမျိုးကြီးမျိုးငယ်တွေကိုဆုံးရှုံးခဲ့ရမှုတွေများပြတဲ့စစ်တပ်ကသူတို့ရဲ့တပ်ဖွဲ့ဝင်တွေစိတ်တက်ကြစင်တာကိုရှော့ချဖို့စေးအောင်မြင်မှုအတူတွေနဲ့တမင်တကာဝါရဖြတ်နေရပဲလေဒါကသူတို့လုံနေကြအကွက်ပဲတိတ်တော်မထိုးဆန်းပါဘူးလို့မြေပြင်တော်လိုင်းရဲဘော်တို့ကပြောပါတယ် စစ်ကောင်ရှင်ကတော့ဖလန်းနဲ့ဝေဘူးလာမျိုးတွေကို ပြန်လိုချင်လို့ကလေးကန်းကော်လမ်းပိုင်မှာအင်အားဖြစ်တင်ပြီးထိုးစစ်ဆင်မှုတွေပြုလုပ်နေပေမဲ့တော်လည်းပူပေါင်းတပ်တွေကတော့မြို့ကိုဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။နောက်ဆုံးပြပါသတင်းနေနဲ့အမေရိကန်နဲ့ဆက်ဆံရေးဖြတ်ဖို့တောင်းဆိုလိုက်တဲ့နိုင်ဂျီးရီးယားဘာသာရေးခေါင်းဆောင်အကြောင်းပြောပြရင်ကျမရဲ့နေ့လည်ခင်းသတင်းတင်ဆက်မှုတွေကိုဒီမှာပဲရှင်းလင်းလိုက်ပါရစေရှင်။ ပြီးခဲ့တဲ့ရက်ပိုင်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအစ္စလာမစ်တပုံတွေရဲ့ခရစ်ယာန်တွေအပေါ်တပ်ဖြတ်မှုနဲ့ပတ်သက်လို့နိုင်ဂျီးရီးယားကိုစီးရီးယားဝင်ရောက်မယ်ဆိုပြီးချိန်ချောက်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလိုထွန်းကချင်းချောက်ခဲ့တဲ့အတွက်နိုင်ဂျီးရီးယားမွတ်စလင်ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ရှိတ်အာမတ်ဂူမီကထွန်းရဲ့ချင်းချောက်မှုဟာနိုင်ဂျီးရီးယားရဲ့အချုပ်အခြာအနာကိုစော်ကားရရောက်တဲ့အတွက်အမေရိကန်နဲ့တန်တမန်ဆက်ဆံရေးဖြစ်တော့ဖို့လိုပါတယ်လို့နိုင်ဂျီးရီးယားအစိုးရကိုတိုက်တွန်းခဲ့တာပါ အမေရိကန်အနေနဲ့စစ်ရေးချင်းချောင်မှုကိုချက်ချင်းပြန်ရုပ်သိမ်းဖို့တောင်းဆိုခဲ့ပြီးမဟုတ်ရင်တော့တာဝန်မဲ့တဲ့အစိုးရနဲ့ဆက်ဆံရေးဖြတ်တောက်တင်တယ်လို့ပြောခဲ့ပါတယ်။ နိုင်ဂျီးရီးယားမှာစီးပွားရေးနဲ့စည်ရင်းမဟာမိတ်အတွက်တခြားရွေးချယ်စရာတွေအများကြီးရှိတယ်လို့လည်းသူကဆိုခဲ့ပါတယ်။နိုင်ဂျီးရီးယားအစိုးရကတော့စစ်သွေးကြွတွေကိုတွန်းလှန်ရမှာအမေရိကန်ရဲ့အကူအညီကိုကြိုဆိုပေမဲ့နိုင်ဂျီးရီးယားရဲ့အချုပ်အခြာအနာကိုလေးစားဖို့လိုအပ်တယ်လို့တုံ့ပြန်ခဲ့ပြီး ဖြစ်နိုင်ရင်အမေရိကန်သမ္မတနဲ့ဖိဆုံဆွေးနွေးလိုရလို့ပြောခဲ့ပါတယ်။ ။ဒါပြင်နိုင်ဂျီးရီးယားမှာအကြမ်းဖက်ခံရမှုတွေဟာခရီးယန်တွေတင်မကပဲဘာသာရေးအလုံးကိုတက်ရောက်နေရလို့အစိုးရကဆိုထားပါတယ်။ဒီလိုချင်းချမှုတွေနဲ့တုတ်ပြန်မှုတွေဟာအမေရိကန်နဲ့နိုင်ဂျီးရီးယားကြားတန်တမန်ဆက်ဆံရေးမှာ တင်းမာမှုတွေညှင့်တက်လာနေရဆိုတာကိုပြသနေပါတယ်။ထွန့်ရဲ့စည်ရဲရဝင်ရောက်ဆက်ဖက်နိုင်တဲ့ဆိုတဲ့ချင်းချမှုအပေါ်နိုင်ဂျီးရီးယားခရီးယန်ဘာသာရေးခေါင်းဆောင်တွေရဲ့တုတ်ပြန်မှုကအမျိုးမျိုးကွဲပြားနေပါတယ်။ အများစုကတော့သူတို့ဘေးဒဏ်ခံနေရမှုကိုအမေရိကန်ကအတိမတ်ပြုခြင်းအတွက်တစိတ်တပိုင်းကြိုးဆိုပေမဲ့နိုင်ငံတွင်ဘာသာပေါင်းစုံညီကျရင်ထိခိုက်မှာကိုစိုးရင်ကြပါတယ်။ NBA တနေ့တာထူးကြတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ NBA တင်ဆက်မှုတွေကိုစောင့်တိကြည့်ရှုအားပေးသူအလုံးနဲ့တကွာဝင်ရမတ်ချက်ပြုပေးသူအလုံးကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်။မြမပီသူပီတာဖောင်ကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်တွေပြကြပါစေရှင်။